ဒီခန်းကားကြတော့လုံအောင်ပူဖြူမှလုံအောင်ရှိကူးခဲ့တာမြင်ရတယ်ကွာဒီ Grand Lake ဆိုတာဘာအဆင်ပြေလဲဆိုပူဆိုင်နဲ့ဖြစ်တဲ့အတွက်ကိုရေကူးပြီးတော့ရေကူးပြီးပြန်တက်လာတဲ့အချိန်တွေလုံအောင်ကွာကိုကရေစိုးစီးစိုးစီးနဲ့အပေါ်ပြေးမတက်ချင်ဘူးဆိုလို့ရှင်တော့ဒီလိုပူဆိုင်လို့ပြောတာ ဟယ်လိုတဟန်ရပိတဲ့ကြီးအားလုံးဝမင်္ဂလာပါတဟပြင်းမလို့ပါတဟရဲ့တူပါဒီနေ့ဗီဒီယိုမှာတော့ပုဂံသွားမဲ့လူတွေအတွက်ဒါမှမဟုတ်လို့ရှိရင်လည်းပုဂံရောက်နေတဲ့သူတွေအတွက်ဘယ်ဟိုတယ်မှာတည်းရမလဲ Golden Classic Hotel မှာတည်းမှာပေါ့ဟုတ်တယ် Golden Classic Hotel မှာက1000ကျော်လောက်နဲ့ facility အပြည့်စုံရမယ်ရေကူးကန်ပါမယ်ပြီးတော့ breakfast buffet လေးရတည်းရဟမ်

နေမပြခင်ညတို့ပထမဆုံးပြောချင်တာဒီ Grand Classic Hotel မှာဆိုလို့ရှိရင်2ရောက်ခန်း3ရောက်ခန်း4ရောက်ခန်းတိ5ရောက်ခန်းရှိရှိပါတယ်အဲ့တော့မိသားစုနဲ့လာရင် family ကြီးကြီးတွေဆိုလို့ရှိရင်လည်း5ရောက်ခန်းတစ်ခန်းနဲ့လည်းလုံးဝစုနေပါမယ်နော်အဲ့တော့ခန်းလေးလည်းပြမယ်ခါကားချတော့2ရောက်ခန်းပေါ့နော်2ရောက်ခန်းက Grand Deluxe Room မှာအရှိမပူဆိုင်ပါမယ်ဒါကြတော့6000ပဲပေါ့နော်ဇီလီယာကြတော့ ထည့်လိုက်ခဲ့ပြီပါတော့အထင်ကဆိုလို့ရှိရင်လည်းတော့အပေါ်တော့ကြည့်ရတာရှင်းရှင်းလေးနဲ့ Grand Classic ဆိုတဲ့အတိုင်းပဲဟိုတယ်ရဲ့အပြင်ရှင်လေးတွေကလည်း Classic ဆန်နဲ့ပြီးတော့ဒီမှာဆိုလို့ရှိရင်အတွဲတွေနှစ်ယောက်ခဲလာရဲဆိုလို့ရှိရင်ဒီလိုမျိုးသလလေးနဲ့အဖက်နဲ့ဝင်လိုက်ကြတယ်တော့ Romantic Survive တွေရတယ် ပြီးတော့ဒီ grandless ဆိုတာဘာအဆင်ပြေလဲဆိုတော့ပူးဆိုင်နေဖြစ်တဲ့အတွက်ကိုရေကူးပြီးတော့ရေကူးပြီးပြန်တက်လာတဲ့အချိန်မျိုးလုံးဝဘာကွာရေဆိုးစီးဆိုးစီးနဲ့အပေါ်ပြေးမတက်ချင်ဘူးဆိုလို့ရှိရင်တော့ဒီလိုပူးဆိုင်လို့ပြတာတော်လေးတက်နေဒီခါဆိုလို့ရှိရင်ညားနေလို့ရှိရင်တက်ကို၃ပေါင်းလောက်ပဲကြာမယ်အဲကိုအေးအေးလေးနဲ့နေရမယ်ပြီးတော့အစ်စီပဲ honeymoon ထွက်လာရဲဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေရယ်ကဲဒူနောက်တစ်ခါလိုက်ပြမယ် ဒါလေးကတော့ဒီ Grand Cholesterol မှာပူးဆိုင်ပေါ့เนาะသူရဲ့ဒီအခန်းစည်းလေးရကြတော့6000ကျော်ပါဒါကတော့သူတို့ဒါခန်းကတော့စီစဉ်ပေးရတဲ့ decoration ပေါ့เนาะပြီးတော့အထဲမှာဟိုဘတ်တက်လည်းပါတယ်အရှိမဆိုလို့ရှင်လောကရေကူးကန်အောင်မြင်ရတာကွာလောကဖြူကောက်ကောက်ငဲလည်းငဲလို့ရတယ်ပေါ့เนาะတယောက်သေးလာမယ်ဆိုလို့ရှင်တော့ ဒါကြတော့ရေချိုးကန်းထဲမှာကျွန်တော်လုံအောင်ကဘတ်တာပါပါတယ်။ဒီမှာဆိုလို့ရှိရင်လည်းဒီဟိုတယ်ကနေပြီးတော့ romantic ဆန်ဆန်ပန်းလေးနဲ့စီစဉ်မိတာပါပဲ။အဲ့တော့ဒူကတော့အရင်ကြိုက်တယ်ပေါ့။ဒူကြီးစားရလို့ရှိရင်တော့ဒီမှာလာပြီးတော့တဲပါမယ်။ဒီခန်းထဲမှာပဲပေါ့။ကဲဒါဆိုလို့ရှိရင်ဒူကနေပြီးတော့နောက်တစ်ခန်းလိုက်ပြမယ်ပေါ့နော်။အခုနောက်တစ်ခန်းမှာပြန်တွေ့ကြပါမယ်။အားလုံးလိုက်ခဲ့ပေးပါဦး။ဒီတစ်ခါမှာဆိုလို့ရှိရင် Golden Classic ရဲ့ ဈေးအတန်ဆုံးအခန်းတယောက်ကို2000ကျော်လေးနဲ့2ယောက်နေမှာ4000ခွဲပဲကျမယ် standard room အကုန်လုံးကလာလို့ရှိရင် budget ထိတာကျင်တဲ့ရဲ့အရှိကြီးနေကျင်တဲ့ဆွဲသူတွေအတွက်ကြတော့ standard room standard standard room ကပို့ပြီးတော့အဆင်ပြေရေပေါ့နော်အဲ့တော့ညနိုးတို့လိုမျိုးပကံမာရဲ့အရှိကြီးလေးနေကျင်တဲ့ budget လေးလေးထိတာကျင်တဲ့ဆိုလို့ရှိရင်ဒီအခန်းဆိုလို့ရှိရင်တယောက်ကို4000 10ရက်နေမှာ4000အဲ့တော့ဘလောက်ထိတန်လဲတွေးကြည့်လိုက်တော့ဒီခန်းလေးလိုက်ပြပေးမယ် Wow! အခန်းထဲဝင်လိုက်တဲ့အိယာပေါ်မှာလုပေးထားတဲ့အပြင်စင်လေးကရှက်ပဲအရှိရ room တွေလောက်တော့ဟိုပန်းလေးတွေမများဘူးပထပ်လေးတွေမရှိဘူးဆိုပေမဲ့လေ၄000ဆိုပေမဲ့သူ့ဈေးနဲ့တူတော့အဆင်ပြေရယ်ပြီးတော့ pool လည်းပါတယ် breakfast လည်းပါတယ်ဆိုတော့လေဟာဒီဘက်ကလည်းဒီခါလည်းအခြေကြီးပဲ ဒီတစ်ခါမှာတော့မျိုးလို့ပြပေးချင်တာ meeting room ပေါ့နော် meeting room ကဒါဘလူလူရဲ့အဆင်ပြေလဲဆိုတော့မျိုးတို့ចောင်းနေကုမ္ပဏီတွေအသင်းဖွင့်နေလာရတဲ့သူတွေအတွက်ဆိုလို့ရှိရင် meeting room ကတော်တော်လေးအဆင်ပြေရယ်ပြီးတော့ဒီမှာအခက်အကျယ်ကြီးကိုမှတနေ့လုံးငှားလို့ရတယ်တနေ့လုံးငှားရင်လည်း echo အပြည့်ပါမယ် facility အနေနဲ့ဆိုလို့ရှိရင်လည်းဒါ projector တွေ whiteboard တွေပြောလို့ရှိရင်ဒီမှာထိုင်ကုန်တွေစပွဲတွေ mic တွေ PC PC အကုန်လုံးပါတာအောင်မှာမျိုးတို့ နှစ်သိန်းခွဲတဲ့နဲ့ဒီနေလုံးငှားလို့ရတယ်ဆိုတာတော်တော်လေးကြံတယ်သူကမင်းတို့ရန်ကုန်မှာဆိုလို့ရှိရင်မီတင်ရုံးအကြီးကြီးငှားမယ်ဆိုလို့ရှိရင်ဟိုတယ်တစ်ခုမှာမီတင်ရုံးတစ်ခုငှားရတယ်ဆိုတာ၁၀သိန်းအထက်မှာပဲရှိရဲဒီမှာဆိုရင်နှစ်သိန်းခွဲတဲ့နဲ့ဆိုတော့မီတင်ရုံးက price ကလည်းတော်တော်လေး fair ဖြစ်တယ်ပြီးတော့ဒီ company တွေကဒါမီတင်ရုံးတချို့တွေကြာရှိရဲအာချောင်းနာရုံးဝေးဆောင်တော့ငပလီတို့ပကံတို့စသဖြင့်ပေါ့နော် travel လုပ်ရင်လည်းမီတင်ရုံးလုပ်ချင်တဲ့သူတွေအတွက်ကြတော့ ဒီလိုအခက်လေးတွေရှိနေရအဆင်ပြေရပြီးတော့ great classic မှာပဲတစ်ခါတည်းတဲ့မြန်တို့ဒီမှာ meeting လေးလည်းလုပ်လို့ရရပြီးရင်အကုန်လုံးပေါ့နော် one stop ရရလက်ရှိမှာဒီမှာ karaoke ဆိုခြင်းနဲ့ပြိတ္တတွေပြိတ္တတွေရောက်ရကောင်းပြီအဲ့တဲ့ရှိလို့ရှိရလဲအဲ့တဲ့အတွက်မြန်တို့ရာဒီမှာ karaoke season ပေးပါရယ်ဒီခါမှာပဲ karaoke mic လေးတွေပါလေးအကုန်လုံးငှားပေးရပေါ့နော်လက်ရှိမှာ charges မရှိသေးပေမဲ့နောက်ပိုင်း update ဖြစ်သွားလို့ရှိရင်တော့ဒါ charges တစ်ခုအနေနဲ့တော့ရှိပါရှိပါမယ်ပေါ့နော်ကဲတောင်းမယ်နောက်တစ်ခါ ကဲဒါလီယာကျတော့ glass room ပေါ့နော်ဒီ glass room ပူဖြူကိုမှသူကကျတော့ဈေးလီယာကျတော့၈တောင်းဒါလေးဒါလီယာကျတော့၃ယောက်ခန်းกว่าတိတာ၃ယောက်ခန်းဆိုလို့ရှိရင်ဒီတငယ်ချင်းနေယောက်ျားလေးတငယ်ချင်း၃ယောက်ပဲတူတူလာတာပဲဖြစ်ဖြစ်မိန်းကလေးတငယ်ချင်း၃ယောက်တူတူလာတာပဲဖြစ်ဖြစ်လုံအောင်အဆင်ပြေရယ်กว่าလုံအောင်တဲလို့ကောင်းတဲ့နေနေရာပေါ့ဒီအခန်းပေါ့နော်ဟုတ်ဒီမှာဆိုလို့ရှိရင်လည်းဂျိုးကြလေးထားပေးရပါတယ်ပုံဖော်ပေးတာပေါ့ဒီခန်းကားကျတော့လုံအောင်ပူဖြူ မှလုံအောင်ရှီကူးကံမှာမြင်ရတယ်ကွာပြီးတော့ဒီဒီကောင်းလေးတန်းကလည်းလုံအောင်ရှာတယ်သူသူလည်းဒီခန့်ကိုတော်တော်လေးတော့သဘောချမိရဲ့ကဲဒါကြတော့ဒီ ဘလက်စထရွန်ရဲ့ဒီ garden view ခန်းလေးပေါ့နော်သူ့ရဲ့ဈေးလေးကတော့9000ခွဲပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒီ2ရောက်ပေါ့2ရောက်နေလို့ရတယ်အတွဲကြီးအတွတ်တော့မဟုတ်ဘူးပေါ့ဒါမဲ့တကယ်ချင်း2ရောက်လာရဆိုလို့ရှိရင်လည်းအဆင်ပြေပေါ့တယောက်ခရင်တစ်လုံးနဲ့ကဲ ဲဒီတစ်ခါမှာတော့မြန်နိုးပြပေးမယ့်အခန်းလေးက9ရောက်ခန်းဒီ Golden Classic Hotel မှာဆိုရင်မြန်နိုးရဲ့အကြိုက်ဆုံးအကြိုက်ဆုံးအခန်းလို့ပြောရင်ပို့ပြီးတော့မှန်မယ်လိုက်ပြမယ်ဘာကလေးနဲ့ခင်ရလားဝါ9ရောက်ခန်းမှာဆိုလို့ရှိရင်မြန်နိုးဘာလို့ကြိုက်လဲဆိုတော့ဒီမှာ Twin Side Bed ကြီးပဲသူကနှစ်ခုပါတယ်ဒီမှာဆိုလို့ရှိရင်တငယ်ချင်းနဲ့လာဆိုဖြစ်တငယ်ချင်းခရုတီရဲ့မှာအတွဲရရှိလို့ရှင်သူတို့တတ်တတ်ထားလိုက်ပြီးတဲ့နဲ့ပြီးတော့ဒီမှာလည်းကာထားပေးရဆို privacy လေးလည်းရှိတယ်ပြီးတော့ ီဘက်ချမ်းကိုကြည့်မယ်ဆိုဒီဘက်ချမ်းမှာတွင်းဆက်ဘက်နောက်တစ်ခုဒီတွင်းဆက်ဘက်နောက်တစ်ခုဆိုတော့ဒါတငယ်ချင်းဒီမှာ2ယောက်ဟိုမှာ2ယောက်ဆို4ယောက်ဒီမှာ1ယောက်နဲ့ဆို5ယောက်မင်းတို့ extra ဘက်ထိုးကြည့်မယ်ဆိုလို့ရှိရင် extra ဘက်ထပ်ထိုးလို့ရသေးရဲ့ပေါ့နော်ပြီးတော့ဒီ family room ဒီလိုမျိုး friends room နဲ့အားသာချက်5ယောက်ခန့်ရဲ့အားသာချက်ကိုပြောပါဆိုရင် living room ရှိရပဲ living room ရှိတော့မင်းတို့တငယ်ချင်းတွေနဲ့တူတူလာတယ်ဆိုလို့ရှိရင်ဒါ ညနေဘက်တွေတောက်ကြစားကြမယ်မိသားစုတွေနဲ့ဒါပါတီလုပ်ကြမယ်ဆိုလို့ရှိရင်ကိုခန်းလေးနဲ့ကိုတိတိကျကျလေးအပြင်ကနေဝယ်ချမ်းလာပြီးတော့ဆောက်လို့တောက်လို့ရတယ်ဒီမှာ TV လေးလည်းရှိရဆိုတော့အဆင်ပြေရညနေဘက် TV ကြည့်ကြည့်တခန်းလုံးဈေးရမှာတရက်ကိုတသိန်း2000 900နဲ့စားလိုက်လို့ရှိရင် လုံးဝဒီလို quality ဒီလို packaging ဒီလိုအသားနာနဲ့အခန်းကိုလုံးဝတောင်းနှန်းဈေးလေးနဲ့တက်ရမှာပါ